ဟုတ်ဟုတ်ဟုတ်ကျွန်တော်ပြောပြန်ပြောပြောမှာပေါ့ဗျာဒီဒီခေါက်ဟိုဒီခေါက်ဘာလီလာတယ်ဆိုတာလဲကျွန်တော်ကဟိုဘာလီကကျွန်တော်ဒါ၃ခေါက်မြောက်ပေါ့နော်ပြောပြမယ်ဘာလီကိုလာခြင်းလို့မဟုတ်ဘူးကွာအဓိကဒီ topic ကိုအရင်ကြည့်လာကျွန်တော်ကျွန်တော်ဒီကုမ္ပဏီကညီမလေးရတယ်ကျွန်တော်နေ့ကနှစ်ပေါင်းများစွာ၁၀ဆုနှစ်ကျော်လောက်ခင်းလာတယ်ဆရာကြီးလည်း like ခဲ့ပါမဟုတ်ဘူးငါဘာလီကတော့ရောက်ဖူးတယ်ဘာလီကြောင်းလိုက်ငါသိတယ်ဘာလီဆိုတာတစ်ခါသွားဘူးလေဆိုရင်ထပ်မသွားခြင်းတဲ့တိုင်းမီကဘာလီပါတယ်ကျွန်တော်ပြောတဲ့အိမ်က ခုဒါဆိုလည်းသူက traffic ရမ်းကျက်တယ်ကွာပဘာလီဆိုတာကသူကအင်ဒိုနီးရှားရဲ့သူကရွာလေးပဲကျွန်းရွာလေးပေါ့နော်လမ်းနေရာအဲ့လောက်ကြီးကြီးသူက develop မဖြစ်ဘူး public transport လို့ခေါ်တယ်ကျွန်တော်တို့ဟိုဘတ်စတာ line တွေတို့ကျွန်တော်တို့ဟို MRT တို့ train တွေဘာမှမရှိဘူးเออป่ะเนาะบาลีอ่ะยัวပဲยัวตาตาเบลิสก็นี่ပြောกบ่ากบ่าลงอ่ะหลุยลาอ่ะเออกว่าจะบอกไอ้เดิมเนี่ยจ้ะတော့ ဟိုဘာလီဆိုရင်တစ်ခေါက်သွားပြီးမသွားချင်တော့ကျွန်တော်၃ခေါက်ရောက်ရှိပြီနောက်တစ်ခေါက်ကဘာလီဟိုဒါစိတ်ကုမ္ပဏီကညီငယ်ညီမတွေလည်းမန်နေဂျာလေးတွေလည်းနားထောင်တင်တယ်ပေါ့နော်ရှာဝန်ကြီးတွေကိုခေါ်သွားမယ်ဆိုရင်တော့ဘာလီကိုမရွေးတင်ဘူးတော်ဘာလို့ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံနေပြီးတော့ဥမာကျွန်တော်ဆိုစင်ကူထရန်စစ်နဲ့လာတယ်ဒါပထမအသွားက၃နာရီပဲပြဿနာမရှိဘူးထရန်စစ်က၃နာရီလောက်ဆိုတော့တော်ပဲ၅နာရီ၆နာရီ8နာရီဆိုအရင်မလို့အပြန်ကြတော့ကျွန်တော်တို့ရှိမြန်မာနိုင်ငံလေစိတ်ကကြတော့ ြန်မာပြည်ကကြောက်တိတ်မတွားကြတော့ကျွန်တော်တို့က transit hour အပြန်ဆိုရင်9နာရီလို့ဟိုပထမဆုံးတစ်ခေါက်ကလွန်ခဲ့တဲ့ဟို9နာရီ10နာရီလာမသိရောက်ပြောကြတော့အပြစ်လဲဆိုတော့2019ကထင်တာပဲမှတ်မိတော့အဲ့တော့ကျွန်တော်မြေသိမိလည်းပါပါတယ်အဲ့တော့ကြပါလေဆိုတော့ transit hour မလေးမှာ6နာရီလာ9နာရီထိုင်လိုက်ရတယ်ပေါ့နော် ဲ့မှာဆရာဝန်ကြီးကြောက်ဆိုရင်တက်လက်ကြည့်ရင်စိတ်လက်တူတာကိုဒီရောက်တဲ့ခါကျတော့လေသူကအရန်ပင်ပန်းနေဆိုတော့သူကဒါစိတ်ဆိုးသွားတယ်ပေါ့နော်ဒါစိတ်ကုံတွေကမန်နေဂျာတွေပေါ့နော်ဒီညီငယ်ညီမငယ်တွေပေါ့နော် manage လုပ်ရင်ဆရာကြီးတွေပါတာဘာလို့လုံးဝမရွေးသိမ်းဘူးဘာလို့ဆိုတော့သူကအပြန်ဆိုရင်လေကျွန်တော်က transit 9နာရီကြာမယ်ဟုတ်ပါဒီဘန်ကောက်ကနေပေါ့နော်ဟိုဘန်ကောက်ကနေဘာလီကနေပဲစင်ကာပူစင်ကာပူတော့စင်ကာပူ transit ဆိုတာတော်တော်လေးကောင်းတဲ့ထဲမှာပါတယ်စင်ကာပူရဲ့တခြားတဲ့ဟာရွေးမလွယ်ပြီးတော့ညာကြီးမှာ ညကြီးအိမ်ရမှာပြင်မလားမနဲ့ဆောကြီးမှမန္တလေးကိုပြန်လာမှာဆိုတော့တော်တော်လေးတော့ကတိကောင်းဖြစ်တယ်တဲ့မှာဘာလီကပါတယ်ဘာလီကဟိုအသက်ကြီးတဲ့သူတွေတော့မလဲသိတဲ့မျိုးပဲဒါဒါမှကျွန်တော်ပြောမယ်လူငယ်တွေဆိုရင်ကျွန်တော်ဆိုင်ကယ်သမားတွေကကြိုက်တယ်ဟိုကွာကောလင်မယားမြောက်ပဲသွားမယ်ကာပယ်ပဲသွားမယ်တယောက်ထက်သွားမယ်ဆိုဆိုင်ကယ်နဲ့သာဒိုးဘာလီကအကောင်းဆုံးပဲဒီတိုင်းသာတိုးနဲ့သွားတော့တော့အဲစိတ်ညစ်သွားလိမ့်မယ်အဲဒီ traffic သွားတာနဲ့ဟိုရောက်ရင်ရောက်မဲ့နေရာလေးကိုကြည့်ရတာနဲ့တကယ်တမ်းကျတာသူတို့လှတယ်ဆိုတာမြန်မာတိုင်း ပေါကွာစဘာခင်းကွာလေကလေးဆိုင်ခင်းကိုပြတာပဲအဲ့မှာဒန်းနေစီးတာတို့တဲ့မလားတစ်တော်မှာကြည့်တော့တဲ့မလားပဝါရီနဲ့ဟာအရန်လှတယ်မဲအဲ့ဒါတန်းစီရတယ်မလွယ်ဘူးသွားဖို့လာဖို့လည်းအကြာကြီးသွားရတယ်အဲ၃နေနိုင်လောက်ကောင်းပါမှာစီးရတယ်အဲ့လိုမျိုးတွေရှိတယ်ပေါ့နော်ဟိုပြပြတယ်ပြခီးသွားတဲ့ကောင်းတာမဟုတ်ကျွန်တော်ကဒီပွဲတွေကတကယ်ကိုကောင်းတယ်နှလုံးနဲ့ပတ်သက်တဲ့ဒီစီဂျွန်နဲ့ပတ်သက်တဲ့ဟာမဟုတ်လို့ကျွန်တော်က like like လာတာ ဘာလီအကြောင်းပြောရင်ထပ်ပြောဦးမယ်ဒီကနေ့မလောက်ဘူးပေါ့နော်၃မိနစ်နဲ့မလောက်ဘူးသူကဒီစီးကြုံနဲ့ဒီဒီနှလုံး half failure ကိုနောက်ဆုံးပေါ့ update တွေပြောမယ်ပြီးတော့ cardiometabolic အကြောင်းပြောမယ်သူကသွေးရိုးနဲ့စီးကြုံနဲ့ကြောက်ကက်နဲ့ယောဂ treatment guideline တွေပြောမယ် Italy တို့ Scotland တို့ Indonesia Malaysia ဆရာတွေလာမယ်ထိုင်းကောလာမယ်ပြီးရင်အဲ့ဒီ Scotland လာလာတဲ့ဟိုဒီကဲဒီကဲ speaker တွေပေါ့နော် international speaker တွေပါတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့ acute coronary syndrome လို့ခေါ်တာလက်တလုံးနှလုံး ထိကြိုက်ပြီးတော့အလိုပေါ့နှလုံးထိသွားတာမျိုးတွေယောဂရဲ့အကြောင်းတွေဘယ်လိုလုပ်ရမလဲ guideline တွေပါတယ်နောက်ဆိုဒီသွေးကျဲစင်းတွေဘယ်လိုပေးရမှာလဲเนาะနောက်တစ်ခုကကျတော့ long term cardio vascular outcome ပေါ့เนาะသူကအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုတွေဖြစ်မလဲရှေ့ရှောက်ဘယ်လိုလုပ်မလဲ diagnosis တွေရောပြီးတော့ set တွေအကြောင်းเนาะခုနှလုံးသမားတွေကသူကနောက်ပိုင်းမှာအဲ့လိုနှလုံးခုန်တာနှေးလာတာအရို мян လုံးလာတာအရို set နဲ့ထိရတာဖြစ်လာတယ်ဒီစက်တည်းအကြောင်းအရည်ဒီစိတ်ပညာခေတ္တစိတ်ပညာမှာသူကမရှိမဖြစ်သိထားတဲ့အကြောင်းတွေမှာပါလာရောနောက်ဆုံးတော့ကွာဆရာကြီးတွေပဲ အဂျင်တီတူနော်တပါတို့ကန်နာတို့ဒီဂရဖရိုဇင်အုပ်စုတွေပဲလေနော်အမ်ပါတို့ပြီးရင် GLP1 ဒါတွေက၆ကတ်နဲ့နှလုံးတွေအရန်ကောင်းတယ်စီဂျိုသမားတွေမှာနောက်ဆုံး၆ကတ်နှလုံးမထိအောင်ကာကွယ်ပေးတာနည်းနည်းတော့ရှည်သွားတယ်ပေါ့နော်ကျွန်တော်ပြောရတဲ့အိပ်ပဲနောက်တစ်ခုကじゃဘာလဲဆိုတော့ကျွန်တော်ပြောမှာမနေ့ပြန်တနေကုန်ပဲဟိုသေးရတော့ဒီနောက်ဆုံးစီဂျိုနဲ့ဒီတိုက်တူတာဘီဒီနဲ့သူကအဂျင်တီတူအကြောင်း တော့အမြဲတမ်းပြောတယ်ကျွန်တော်ဒါတုံးနေတာ6နှစ်9နှစ်တော့မကတော့စပေါ်ရတုံးနေတာဒီဒပါဂရီဖရင်ကျွန်တော်အသုံးနာမယ်ကြားလာပြီစပေါ်ရဒီမြန်မာနိုင်ငံရှိရင်ဆိုရင်ရိုးရမာတွေကမှာတုံးနေအိန္ဒိယတော့မထုတ်သေးဘူးနော်အော်ဒါတွေပဲပြောနေတာနောက်ပိုင်းပွဲတော်တက်တယ်ဆိုရင်ဒါတွေပဲအခုဒီဟာတော့တော်တော်လေးကိုကောင်းတယ်ဂိုင်းလိုင်းတွေရောနောက်ဆုံးပေါ်တွေရော update တွေရောဖြစ်လွန်းလို့ဒါကျွန်တော်ကဘာလီကိုသိခံပြီးလာရတာနော်ဘာလီကတခါသွားပြီးရင် ီထဲမှာခီးသွားမှုတဲ့သူကတဘာလီကိုသွားပြီးထပ်ကိုမသွားချင်တော့ကျွန်တော်၃ောက်မြောက်ရှိပြီဒါ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 ပြော့ပြတာပါပွဲအကြောင်းကျွန်တော်ရှင်းပြမှာပေါ့ဒီလောက်ခက်ခဲလာတဲ့နေရာကြီးလေဟိုသွားလာတာအရန်ကိုအဆင်ပြေတဲ့နေရာတော့မဟုတ်ဘူးသူကပုံလေးကြည့်ပြီးတော့ဒါတာရတယ်မထင်နဲ့ပေါ့နော်ခီးထွက်မှုတဲ့သူတွေသိတယ်